င်္ဂလာပါရှင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝေစစ်ကောင်စီကထားရှိတဲ့နေရာမှာနေထိုင်နေရပြီးပြင်ပကိုဆက်သွယ်မှုကန့်သက်ထားတယ်လို့ရုံးမစရဲကျ Holding ကပြောပါတယ်ကရင်ညိုတက်မှာငားနယ်မြေမှာဂျွန်လာလောက်ဝက်တိုက်ပွဲတွေအတွင်းစစ်သား39ဦးသေသွားတဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့တလကြော်ကြလူမျိုးဝင်းကနေပျောက်ကွယ်နေတဲ့ရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝေဟာနေပြည်တော်မှာစစ်ကောင်စီကထားရှိတဲ့နေရာမှာပဲဆက်လက်နေထိုင်နေရပြီးပြင်ပကိုဆက်သွယ်မှုကန့်သက်ထားတယ်လို့ရုံးမဆွေတဲ့ချုပ် holding ကပြောဆိုကြောင်းစင်ကာပူကလာတဲ့သတင်းတွေရသိရှိရပါတယ်။လက်ရှိမှာရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝေဟာဆက်သွယ်ကိရိယာတွေကိုအကန့်အသတ်မရှိအပြည့်အဝအသုံးပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။နေပြည်တော်မှာစစ်ကောင်စီကထားရှိတဲ့နေရာမှာမေးမြန်းစုံစမ်းမှုမပြည့် ခြင်းဆက်လက်နေထိုင်ဖို့မျှော်လင့်ရတယ်လို့လည်းရိုးမစွရဲကျိုဟိုးဒင်းကဆိုပါရယ်။ဒါပေမဲ့ဥသိမ်းဝေကိုစစ်ကောင်စီဘက်ကတရားစွဲဆိုထားတာမရှိဘူးလို့လည်းရိုးမစွရဲကျိုဟိုးဒင်းကဆိုပါရယ်။ရိုးမပန်အပါအဝင်စီးပွားရေးလုပ်ငန်းတွေကို CEO Melvin Pan နဲ့အခြားအဓိကစီမံခန့်ခွဲရေးဝန်ထမ်းတွေသက်ဆိုင်ရာလုပ်ငန်းဌာနအကြီးအကဲတွေကစီမံအုပ်ချုပ်နေတာကြောင့်ရိုးမရဲ့ဘန်နာရေးလက်ပတ်မှုနဲ့စီးပွားရေးလုပ်ငန်းတွေကိုအကျိုးသက်ရောက်မှုမရှိဘဲပုံမှန်အတိုင်းလက်ပတ်နေရလို့လည်းကုမ္ပဏီဘက်ကပြောပါရယ်။ဒါအ ါအပြင်ရုံးမပန်ဥက္ကဋ္ဌဦးသိန်းဝင်းနဲ့တားဖြစ်သူတို့အပြန်အလှန်ဆက်သွယ်မှုလုပ်ဆောင်နေလို့လဲကုမ္ပဏီဘက်ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ ရှမ်းပြည်နယ်တိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်တိန်နီမြို့နယ်လာရှိုးမြို့ပြင်ကိုအကြမ်းဖက်စစ်တပ်ဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ပြည်သူ၉ဟာသေဆုံးခဲ့ရလို့ MNDA ကပြောပါရယ်။ဇွန်လ၁၈ရက်နေ့ညနေ၄နာရီလောက်မှာတိန်နီမြို့လူနေရပ်ကွက်တွေကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူ၈ဦးဟာသေဆုံးသွားခဲ့ရပြီး၈ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါရယ်။ထိခိုက်ဒဏ်ရာရရှိသူတွေက၅ဦးဟာဒဏ်ရာအခြေအနေပြင်းထန်ပြီးကျန်၃ဦးဟာထိခိုက်ဒဏ် ရာအနည်းငယ်သာရရှိခဲ့လို့လည်းသိရပါဗျ။အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်ပြီးတဲ့နောက်မှာတင်ဒီခန်ကုမ္ပဏီရဲ့ဒေသကာကွယ်တပ်တွေကကယ်ဆယ်လုပ်ငန်းတွေကိုလှည့်မြန်စွာစီစဉ်ဆောင်ရွက်ခဲ့ကြပြီးဒဏ်ရသူတွေကိုမဟာမိတ်တပ်တွေကနောက်တန်းဆေးရုံကိုပို့ဆောင်ကူတာပေးခဲ့လို့လည်းသိရပါဗျ။လာလို့ဂျူလန်လက်၁၉ရက်နေ့မနေ့အစောပိုင်းမှာလဲလာရှိုးမြို့ပြင်၁၃မိုင်ကိုအကြမ်းဖက်စစ်တပ်ကလေလွင်နဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာရဲသားပြည်သူတို့ဟာတိုက်ဆုံခဲ့ရပြီးငါးဦးဟာထိခိုက်ဒဏ်ရရှိခဲ့လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းသိန်းနီမြို့မြို့မဈေးကိုစစ်တပ်ကတိုက်လေနဲ့ပေါင်900ဘုံးတွေကျချခဲ့မှုကြောင့်တေဆုံးခဲ့တဲ့အရက်သားပြည်သူတွေထဲမှာ SNLD စီယုံရေးမှုနဲ့တွဲဖက်အတွင်းမှုစိုင်းထွန်းကြီးပါဝင်သွားတယ်လို့ SNLD သတင်းရင်းမြစ်ကရန်ကုန်ခေတ္တရနာကိုပြပြပါရတယ်။ဇွန်လ18ရက်နေ့ညနေ4နာရီအချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းသိန်းနီမြို့မြို့မဈေးကိုဦးတည်ကအကြမ်းဖက်စစ်ကောင်စီကပေါင်900ဘုံးတွေကိုကျချခဲ့ရမှာဈေးဆိုင်ငန်းတွေနဲ့လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ပြီးပြည် သူတွေသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီသေဆုံးသူတွေထဲမှာတိန်နီမျိုးနဲ့ SNLD စီဝေးမှုအဖြစ်ရောတွက်ဖက်အတွင်းမှုဖြစ်ပါတာဝန်ထားတဲ့စိုင်းထွန်းကြီးပါဝင်သွားတယ်လို့လည်းသိရပါတယ်။တိန်နီမျိုးမှာဈေးတက်ခတ်ခံရမှုတွင်သေဆုံးတဲ့ပြည်သူ၈ဦးနဲ့ထိခိုက်ဒဏ်ရာရှိသူ၈ဦးရှိတယ်လို့လည်း MND ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ စကန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်းနယ်မြောင်မြို့ပေါ်မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်စကန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးဟာသေသွားခဲ့တယ်လို့မြောင် Ranger Force MRF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကို ပြပြပါရစေ။ဂျွန်လ18ရက်နေ့ကမြောင်မြို့ပေါ်ကအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာကိုတော်လိုင်းတစ်ဖက်ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရစေ။ထိတွေ့တိုက်ပွဲဟာ25မိနစ်ကြာမြင့်ခဲ့ပြီးအကြက်ဖက်စစ်ကောင်စီတပ်သား2ဦးဟာသေဆုံးသွားခဲ့ရာက9ဦးဟာထိခတ် တံရရှိခဲ့လို့လည်းသိရပါဗါးတိုက်ပွဲတွေမှာအကြက်ဖက်စစ်ကောင်စီတပ်ကလက်လက်ကြီးနဲ့ပြန်လည်ပစ်ခတ်မှုကြောင့်တော်လဲညီနာ CDSON အဖွဲ့ကရဲဘော်တူဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါဗါးဒီတိုက်ခိုက်မှုကိုမြောင် Ranger Force MRF မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSON နဲ့မြောင်မြို့နယ်ပကဖတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးရှင် ဒီတစ်ခါမှာတော့မြန်မာစစ်ကောင်စီလက်အောက်ကမြန်မာပလဲလုပ်ငန်း MBE နဲ့ပူးပေါင်းလုပ်ကင်နေတဲ့ပလဲမွေးမြူထုတ်လုပ်ရောင်းချယ်ရေးလုပ်ငန်းတွေအဆုံးသတ်ဖို့အတွက်ဂျပန်ကုမ္ပဏီတက်ဆခိကုမ္ပဏီကို Mega Watch နဲ့ Justice for Myanmar အဖွဲ့တို့ကတောင်းဆိုလိုက်ပါတယ်။လက်ရှိထုတ်လုပ်မှုဝေစု ခွဲဝေစတို့ရပလဲထုတ်လုပ်မှုရဲ့20 25ရာခိုင်နှုန်းကိုမြန်မာပလဲလုပ်ငန်းကရရှိနေပြီးအဲ့ဒီခွဲဝေမှုကလည်းဝင်ငွေအမြောက်များကိုလည်း MBE ကနေတစ်စစ်စစ်ကောင်စီကရရှိနေတယ်လို့အဲ့ဒီအဖွဲ့တွေကပြီးခဲ့တဲ့ရက်တစ်ပတ်အတွင်း င်းကသတင်းထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီဟာအကောက်ခွန်လိုအခြားဝင်ငွေတွေနဲ့ကိုယ်တိုင်တက်ဆင့်ထုတ်လုပ်နိုင်ပေအတွက်ဂျပန်ကုမ္ပဏီစီကနေနှိပညာလွှဲပြောင်းမှုအကျိုးခံစား권ကိုလည်းရရှိနေတာဖြစ်တယ်လို့လည်းမဲခေါင် Watchnet Justice for Myanmar အဖွဲ့တို့ကထောက်ပြထားပါတယ်။ ဒါအပြင်မဲခေါင်ဝက်အဖွဲ့ရဲ့ဒါရိုက်တာယူခါခိကူဂျီကလည်းတဆက်ခိအနေနဲ့မြမပလဲလုပ်ငန်း MPE နဲ့မိဖက်ဆောင်ရွက်မှုကိုအဆုံးသတ်မှုမလုပ်ရင်တော့စစ်တပ်ရဲ့နန္ဒကာရာဇဝတ်မှုတွေမှာကြံရပါပတ်သက်မဲ့အနေရရှိနေတယ်လို့လည်းပြောဆိုထားပါဗျ။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကလည်းတဆက်ခိအနေနဲ့သွေးစွန်ပလဲတွေရောင်းချခြင်းကိုရည်တမ်းဖို့အကြမ်းဖက်အဖွဲ့အစည်းတရက်ဖြစ်တဲ့စစ်အုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေကိုနောက်ဆုံးအဆုံးသတ်ဖို့တောင်းဆိုရလို့လည်းပြောဆိုလိုက်ပါဗျ။အဲလိုဂျပန်ကုမ္ပဏီတဆက် ာခေကစစ်ကောင်စီနဲ့လက်တွဲဖြုတ်ဖို့တောင်းဆိုနေတဲ့အချိန်မှာစစ်ကောင်စီကစံစင်းလုံးကြီးမြအောင်လုပ်တယ်ဆိုပြီးဂျပန်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တို့ကိုဖမ်းဆီးခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေမွန်တော်ခရံမှာဂျွန်လလဝဲတိုက်ပွဲပေါင်း66ကြိမ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား38ဦးဟာတေသွားခဲ့လို့မွန်တော်သတင်းစင်စီကသိရပါဗျ။ဂျွန်လ10ရက်နေ့ကနေ15နှစ်ထိမွန်တော်ခရံတွင်းမှာအကြမ်းဖက်စစ်ကောင်စီနဲ့ KNL ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်အမှတ်9တပ်မဟာလက်အောက်ကတရင်တခွဲ တက်စုတက်စိတ်စစ်တီတော်တွေကမဟာမိတ်စစ်တီတော်တွေအကြားတိုက်ပွဲပေါင်း66ကြိမ်ဖြစ်ပွားခဲ့လို့လည်းသိရပါဗါးအဲတပွဲတွေမှာအကြက်ဖက်စစ်ကောင်စီတက်ကအကြက်ဖက်စစ်သား38ဦးသေသွားခဲ့တာဖြစ်ပြီး10ဦးဟာဒဏ်ရာရှိခဲ့ကတေဆုံးသူတွေထဲမှာဗိုလ်တအူးပါဝင်တယ်လို့လည်းသိရပါဗါးဒါအပြင်အကြက်ဖက်စစ်ကောင်စီတက်စခန်းအချို့လည်းမီးလောင်ပျက်စီးသွားခဲ့ပြီးအကြက်ဖက်စစ်သားတွေအတွက်ရိခါပို့ရမှာအသုံးပြတဲ့မြင်းလားတကောင်လည်းတေဆုံးခဲ့လို့သိရပါဗါး KNL ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်က ဲဘော်တူဟာမစော့ရင်ထိခိုက်ဒဏ်ရာရှိခဲ့လို့ KNU အမှတ်၅တပ်မဌာနချုပ်ကထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။